တခါတော့ငါဘာယာနဒီပြည်မှာကာကန်နရီဆိုတဲ့မင်းကတိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။မင်းကြီးမှာအလွန်ချောမောလပလာတဲ့ကိန်နရာဒေဝီလို့ခေါ်တဲ့မိဖုရားတစ်ပါးလည်းရှိပါတယ်။မိဖုရားကြီးနေတဲ့နန်းပြတ်သက်အနီးမှာဇမုတပြေပင်ကြီးတပင်လည်းရှိနေပါတယ်။တက်တန်းရင်တပြေပင်ကြီးရဲ့အကိုင်းခတ်တွေဟာပြတ်သက်ကိုထိဆက်နေပါတယ်။ဒါပေမဲ့လည်းတပြေပင်ကြီးဟာနန်းချန်စီရုပ်အပြင်မှာရောက်နေခဲ့တာပါ။အဲဒီတပြေပင်ကြီးရဲ့ခြေရင်မှာစကားမပြောတတ်တဲ့သံတောင်းစားတစ်ယောက်ရှိနေပါတယ်။ ။ဘာယာနဒီမင်းကြီးဟာညအခါကျရင်မေဖုရားနဲ့ပျော်ပါဖို့မေဖုရားဆောင်ကိုလာပြီးတော့ကာမဆက်ဆက်ပြီးတဲ့အခါမှာတော့နန်းဆောင်ကိုမပြောင်းမဲနဲ့မေဖုရားဆောင်မှာအိပ်ပါတယ်။မေဖုရားကြီးဟာဘယင်ကြီးနဲ့ကာမဂုံအရသာကိုခံစားရတာကိုမပြည့်မဝဖြစ်နေပါတယ်။သူဆန္ဒပြေဝအောင်တခြားတယောက်နဲ့ဖောက်ပြန်မှုစဉ်းစားလိုက်တဲ့အခါအနေရများတဲ့အတွက်နန်းတွင်ကလူတွေကိုစိတ်မချရပါဘူး။ဒီလိုနဲ့ပဲတနေ့မှာတော့မေဖုရားကြီးဟာလေတာပရင်းကနေအပြင်ကိုကြိလိုက်တဲ့အခါစကားမပြောတတ်တဲ့သံတောင်းစားကိုတွေ့တော့ဟုတ်ပြီငါဆန္ဒကိုဖြည့်ဆည်းခံရမယ်။အဲဒီလိုမျိုးတွေးလိုက်ပါတယ်။ ညာရောက်တဲ့အခါမှာတော့မေဖုရားကြီးကဘယင်ကြီးနဲ့ကမကုံကိုခံစားပြီးလို့ဘယင်ကြီးအိတ်သွားတဲ့အခါမှာဘယင်ရဲ့နားကနေအသာလေးထလာခဲ့ပါတယ်အရင်နောက်မှာတော့အစားအသောက်တွေကိုခန္ဓာကိုယ်ထဲမှာထည့်ဝက်ပြီးတော့အဝတ်တစ်ခုနဲ့တပြေပင်ရဲ့အကိုင်းကိုလှမ်းဆွဲပြီးတော့နန်းပြက်သက်ပရင်းကနေတစ်ပင်မော်ကိုတက်ပြီးတော့သရောင်းစားထံကိုဆင်းသွားခဲ့ပါတယ်။စားစရာတောက်စရာမရှိစကားမပြောတတ်တဲ့သရောင်းစားဟာမိဖုရားကြီးကြွေးတာတွေဝအောင်စားပါတယ်။အစားအသောက်တွေစားတောက်ပြီးတဲ့အခါမှာတော့မိဖုရားကြီးနဲ့ကမကုံတော်ထဲမှာပျော်ပါပါတော့တယ်။ လမ်းမေးကတရောင်းစားကိုရေမြေတနင်းပြည့်ရှင်မင်းရဲ့မိဖုရားကြီးကချစ်တင်းတော့တရောင်းစားတယောက်ရဲ့နတ်သမီးအိမ်မဟာတကယ်လက်တွေ့ဘဝတွေကိုဝင်လာခဲ့ပါတော့တယ်။တရောင်းစားနဲ့အားရအောင်ပျော်ပါပြီးတဲ့အခါမှာတော့မိဖုရားကြီးကတစ်ပင်မော်ကိုပြန်တက်သွားပြီးတော့နန်းပြတ်တက်တဲ့ကိုဝင်ကဘယင်ကြီးပေးမှပြန်အိပ်ပါတယ်။မိဖုရားကြီးနေနဲ့စကားပြောတတ်တဲ့လူတယောက်နဲ့ဖောက်ပြန်တဲ့ကနှုတ်စည်းဆောင်မှုမရှိလို့သူ့ရဲ့ကြောင့်တည်သွားနိုင်မယ်မဲ့တရောင်းစားကစကားမပြောတတ်တော့လုံးဝအနေနဲ့မရှိဘူးလို့ထင်မှတ်ထားပါတယ်။ အဲလိုနဲ့ပဲသူကညာတိုင်းဖောက်ပြန်ပါတယ်ဒါပေမဲ့လည်းအမှန်တရားဆိုတဲ့အရာကတော့တနည်းနည်းတစ်ချိန်ချိန်မှာတစုံတစ်ခုသောအကြောင်းတရားကြောင့်ပေါ်လာတတ်တယ်ဆိုတာကိုတော့မိဖုရားကြီးမေ့နေပုံရပါတယ်အဲဒီနေ့ကဘီရင်ကြီးကပညာရှိအမတ်ကြီးနဲ့သူတိုင်းကန်လဲ့လေလာပြီးတော့နန်းတော်တွေကိုဝင်ခံပြီးဇမှုတပြေပင်အောက်မှာသရောင်းစားရဲ့ညစ်ပတ်နေတဲ့ပုံစံကိုတွေ့တော့ပညာရှိဖုရားဟိုတပြေပင်အောက်ကလူပိတ်တာကိုတွေ့လားတွေ့ပါတယ်ဖုရားဒီလိုယုံစရာကောင်းတဲ့ယောက်ျားကိုဘယ်မိမ့်မှမှကာမဂုဏ်နဲ့ပတ်သက်ပြီးဆက်ဆက်ရှင်မှမဟုတ်ဘူးကွယ် အဲလိုမျိုးဆိုပြီးတော့တရောင်းစားကိုအထင်သေးတဲ့မျက်လုံးနဲ့ကြည့်ပြီးတော့တစ်ဖက်သားကိုနှိမ်ချတဲ့ဇကားကိုဘယင်ကြီးကပြောလိုက်ပါတယ်ဘယင်ကြီးရဲ့ဇကားကိုကြားတော့တရောင်းစားကစိတ်တူသွားပြီးတော့အော်မာဒီဘယင်ကြီးကတော့ဘာတွေပြောနေလဲမသိပါဘူးသူ့မိဖုရားတယောက်ငါနဲ့ဖောက်ပြန်တာကိုမသိဘူးထင်တယ်အဲလိုမျိုးအမှုအရာပြလိုက်ပါတယ်တရောင်းစားကလည်းတပြေပင်ဘက်ကိုလှဲ့ပြီးတော့လက်အုပ်ချီကအရှင်တပြေပင်ဆောင်ရုပ်ကိုယ်စုံနားထောင်ပါဒီမှတပါအခြားသူတွေဟာငါနဲ့မိဖုရားကြီးရဲ့ကိစ္စကိုမသိကြဘူးပဲ အဲ့လိုမျိုးတိုင်တယ်ပြောဆိုလိုက်ပါတယ်တရောင်စားရဲ့မူယာနဲ့ပြောစကားကိုဘယင်ကြီးကမသိပါဘူးဒါပေမဲ့ပညာရှိပုံနာကြီးကတော့သိလိုက်ပါတယ်ဒါဟာမိဖုရားကြီးနဲ့တရောင်စားဖောက်ပြန်တာဖြစ်မယ်ဆိုပြီးတော့တွေးကဘယင်ကြီးအနောက်ကိုကပ်ပြီးတော့အရှင်မင်းညခါမိဖုရားကြီးနဲ့အတူအိတ်လို့ရှင်အထီးတွေ့ရဘလို့နေလဲအေးတခြားချိန်မှာတော့မသိဘူးကွာတကောင်ကြော်လာလို့ရှင်တော့အေးဆက်ဆက်ဖြစ်နေမင်းကြီးရဲ့ပြောစကားနဲ့တရောင်စားရဲ့အမူအရာကိုဆက်ဆက်စဉ်းစားကြည့်တဲ့အခါမှာတော့ပညာရှိပုံနာကြီးကဘယင်ကြီးကို အရှင်မင်းရဲ့မိဖုရားဟာတရောင်းစားနဲ့ဖောက်ပြန်နေရလို့ထင်တယ်ဗျာဘာကွာပညာရှိပုံနာကြီးထံကဘလို့မထင်မှတ်မထားတဲ့စကားကိုကြားရတော့ဘာယာနေသည်မင်းကြီးဟာစိတ်တူသွားပြီးတော့အဲ့ဒီထင်မြင်ချက်ကိုအလွယ်တကူပင်ပယ်ချလိုက်ပါတယ်ဒီလောက်လာပါတဲ့မိဖုရားနဲ့ဒီလောက်ယွန်းစရာကောင်းတဲ့ကောင်ချစ်ကြိုက်တယ်ဆိုတော့ဘလို့မမဖြစ်နိုင်ပါဘူးပညာရှိမတ်ကြီးကအကျိုးသိအကြောင်းသိရှင်းပြပေမဲ့လုံးဝလက်မခံတာနဲ့ပညာရှိကြီးကလည်းဒါဆိုရင်လဲစုံစမ်းကြည့်ပါဦးဖေ။အဲ့လိုမျိုးရှောက်တင်လိုက်ပါတယ်။ဘယင်းကလည်းအဲ့ဒီအကြောင်းကိုနီးမျိုးစုံနဲ့စဉ်းစားကြည့်ပေမဲ့လည်းတန်တရားဖြစ်စရာတစ်ခုမှမတွေ့ပါဘူး။ဒါပေမဲ့လည်း อืมปัญญาရှိပုံနာမဖြစ်နိုင်တဲ့စကားကိုမပြောတတ်သလိုငါအကျိုးမဲ့တာကိုလည်းမဆိုတတ်ဘူးပဲဘာပဲပြောပြောစုံစမ်းကြည့်တာတော့မမပါဘူးအဲ့လိုနဲ့တညမှာတော့လကွယ်ညာဖြစ်လေတော့အလင်းရောင်ရဲ့အားကတန်မန်နေတွေတက်ပုံမူပြီးတော့ဖြတ်တော့နေပါတယ်ဘာယာနဒီမင်းကြီးဟာမိဖုရားဆောင်ကိုတန်မန်နေတွေတက်အနှဲငယ်နောက်ကျပြီးတော့ရောက်လာပါတယ်အရင်နေ့ကျမှမိဖုရားကြီးရဲ့ပုံစံကအလော30နိုင်လာပါတယ် ဘယင်းကြီးကတော့အကြံစီနဲ့ဆိုတော့အရင်ညတွေလိုပဲ88နဲ့ပါပဲအဲ့လိုနဲ့ပဲဘယင်းကြီးကမိဖုရားနဲ့ကမကုံရေးအလျင်မှာမျောကျင်တိုင်းကိုမျောလိုက်ပါတယ်တခါတခါမိဖုရားထံကနေတပြင်းချတဲ့ကြားနေရပေမဲ့လည်းသူထင်းသလိုမဖြစ်ပါစေနဲ့ဆိုပြီးတော့ဆူတောင်းနေမိပါတယ်ကာမကိစ္စပြီးတော့ဘယင်းကြီးကအိပ်ပျော်ခြင်းအောင်ဆောင်နေလိုက်ပါတယ်မိဖုရားကလည်းဘယင်းဘေးနားမှာအိပ်လိုပါခဏလောက်ကြာတော့မိဖုရားကအသာထလာခဲ့ပါတယ်စားသောက်ဖွယ်ရာတွေကိုတွားယူပါတယ်ပြီးတော့ပြက်တက်တဲ့ကိုထွက်ပြီးတော့ဇမုတပြေပင်ပေါ်ကိုတက်သွားခဲ့ပါတယ်အချိန်ကနောက်ကျနေတော့မိဖုရားရဲ့လှုပ်ရှားမှုတွေကမြန်ဆန်လာပါတယ် ညစဉ်သွားနေကြနေရဆိုတော့တစ်ပင်ပေါ်မှာရှောက်လန်းနေပုံကမိဖုရားတစ်ပါးနဲ့မတူပဲနဲ့မြောက်တကောင်လိုပေါ်ပါတွက်လက်လိုပါဘီရင်ကြီးကမိဖုရားရဲ့လှူရှားပုံကိုကြည့်ပြီးတော့အံ့ဩမှုဝမ်းနည်းမှု나ကြီးမှုခံမြင်းမှုဒေါသထွက်မှုယွံ့ကျိုးမရမှုတွေစတဲ့အမြီဖော်ပြလို့မရတဲ့ဝေဒနာတွေဖြစ်ပေါ်နေပါတယ်။ထမင်းကျွေုံတသက်ပဲလားမသိဘူးဆိုတော့မိမိကိုကိုဖော့ပြီးတော့တွေးတဲ့စိတ်ကူးတစ်ခုခိုင်ပါစေဖို့နန်းဆောင်ကဆင်းပြီးတော့သမုတပြေပင်ရဲ့အနားမှာကတ်နေလိုက်ပါတယ်။အမောင်ထဲမှာတွေးလိုက်ရတဲ့တရောင်းစားရဲ့ပုံစံကကြားရိုင်းတကောင်လိုမန်အဟုန်ပြင်းလိုပါ။ ရောက်နေကြအချိန်တည်းပုံမူပြီးတော့နောက်ကျလွန်တော့သူ့ရဲ့ဒေါသတွေကအထွတ်ထိပ်ကိုရောက်နေပါပြီ။ဘိုက်ကလည်းစတော့ဘာကူမှမမြင်တော့ပါဘူး။အရန်နောက်ကျတဲ့ဟာမှာကဲကွာ။တရောင်းသားကအမူအရာနဲ့ပြောရင်လက်ကလည်းမိဖုရားကိုနရင်ဖြတ်ရလိုက်ပါလေ။ရိုက်ချက်ကလည်းပြင်းတော့မိဖုရားရဲ့နားမှာပန်ထားတဲ့နှရောင်းဟာလွင့်စင်သွားပြီးတော့ချောင်းကြည့်နေတဲ့ဘယင်ကြီးရဲ့အနာကိုကန်ဆိုးစွာပဲရောက်သွားခဲ့ပါလေ။ ။ဘီရင်ကြီးကလည်းနှောင်းကိုကောက်ထားလိုက်ပါတယ်။မိဖုရားကြီးကတော့လင်ငယ်ရဲ့အမျက်တော်သားကိုချော့သိမ့်စေဖို့အာယုံလွှဲပြီးတော့တခြားခံစားမှုတွေရောက်မလာတော့သူမှနှောင်းပြုတ်ကျသွားတာကိုသတိမမှုမိပဲနဲ့တရောင်းစားကိုအခုလိုမျိုးတောင်းမှန်တိုးရှိုးနေပါတယ်။စိတ်မစိုးပါနဲ့နော်။မင်းကြီးကမိတ်သေးလို့ပါ။နောက်အဲ့လိုမျိုးမဖြစ်စေရပါဘူး။အဲ့လိုမျိုးချော့မော့ပြောနေလေရပါတယ်။တရောင်းစားကလည်းမိဖုရားကြီးယူလာတဲ့အစားအသောက်တွေကိုအားရပါးရစားပါတယ်။မိဖုရားကြီးကဘေးနားကနေပြီးတော့ပြုစုပေးနေပုံက နူးညံ့မှုရရောမှုတွေပြည့်နေပုံမှာပဲစားတော့လို့ပြီးတာနဲ့မိဖုရားကြီးကယွန်စရာကောင်းလာတဲ့တရောင်းသားရဲ့ရင်ခွင်ထဲကိုတိုးဝင်သွားခဲ့ပါတယ်ပြီးတော့တရောင်းသားနဲ့မိဖုရားဟာမိုးမမြင်လေးမမြင်ဘရင်ကြီးဟာအံ့ဩစရာအကောင်းဆုံးမြင်ကွင်းကိုမကြည့်ရတော့နန်းတော်ကိုပြန်တက်လာပြီးတော့လဲနေလိုက်ပါတယ်ရင်ထဲမှာတော့မှုန်တိုင်းတစ်ခုကိုမြိုထားရတယ်လို့ပါပဲအဲ့ဒီညကမိဖုရားကြီးပြန်လာတော့အသားတွေကအေးဆက်လို့ဘရင်ကြီးဟာဘာရမို့ပညာရှိကြီးကိုသတိရမိပါတယ်ညဟာပို့ပြီးတော့မှောင်သွားတယ်လို့ပင်သူထင်လိုက်ပါတယ် မနက်ခင်းရဲ့အလင်းရောင်ထက်မှာဘာယာနတိဘရင်ရဲ့နန်းရင်းနီလာကန်တပင်ဟာစတင်နေပါပြီ။တိုင်းပြည်ရေးကိစ္စတွေကိုပြောဆိုနေစမှာပဲ။ကိန်နရာဒေဝီကိုမိဖုရားတစားအပြည့်စုံနဲ့ရှေ့တော်မောက်ကိုတွင်းစေကွယ်။အဲ့လိုမျိုးအမိန့်ချမှတ်လိုက်ပါတယ်။မိဖုရားကြီးဟာဘရင်ထံမှာအခစားဝင်မှုသူမနှရောင်းတစ်ဖက်မရှိတာကိုသတိပြုမိသွားပါတယ်။ဘယ်မှာကြလို့ကြခဲ့မှလဲသူမသတိမထားမိပါဘူး။အချိန်တိုတွင်းမှာပဲသူမကလျှက်တစ်ပြက်နဲ့ချင်းသေးရုံနှရောင်းတစ်ဖက်ရွှေပရင်သေးစီအပ်ထားတာကြောင့်မိဖုရားအင်္ကာမစုံရင်မလာခဲ့ပါ။အဲ့လိုမျိုးပြန်လျှောက်တယ်နော်ဘရင်ကြီးက နရောင်းတစ်ဖက်ဖြင့်လာစီဆိုပြီးတော့အမိန်တော်ထက်ဆင်တော့သူမဝင်လာခဲ့ရပါတယ်ပုံမှန်နေဆွဲတွေတဲကတရက်လိုပါပဲသူမကတွေးလိုက်ပါတယ်ထူးခြားလာတဲ့မြေသီးဖြစ်စဉ်ထဲမှာမကြုံပါစေနဲ့လို့လည်းတိတ်တိတ်ဆိတ်ဆူတောင်းနေမိပါတယ်မိဖုရားကြီးရောက်လာတော့တင်းရဲ့နရောင်းတစ်ဖက်ကအောက်ွယ်ရွှေပရင်သေးစီအပ်ထားပါတယ်ဖေဟာဒီတိတော့အဆင်ပြေနေပါသေးတယ်အဲ့ဒါဆိုလို့ရှိရင်လည်းရွှေပရင်သေးကိုပါရှေ့တော်မှာတွင်းစေအဲ့ဒီစကားလဲဆုံးတော့သူမအတွက်နေလို့ထိုင်လို့အဆင်မပြေတော့ပါအန်ရရဲ့အနံ့အသက်ကိုခံစားနေရပါပြီ ဘရင်ရှိမှထိုင်နေရပေမဲ့လည်းတည်ငြိမ်မှုလည်းမရှိတော့ပါဘူးရွှေပရင်တွေရောက်မလာခင်မှာစစ်လိမ်ငွေတွေလိုပျောက်ွယ်သွားခြင်းစိတ်တောင်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့လည်းသူမဟာစစ်လိမ်ငွေတွေဟုတ်မနေပါဘူးဒီတော့ပျောက်ွယ်လည်းမသွားပါဘူးရွှေပရင်တွေရောက်လာတော့ကျွန်တော်မျိုးထံမှာမာထားပါဘူးဖျားအဲ့လိုမျိုးဆိုလာတဲ့စကားတခွန်းကမိဖုရားကြီးကိုသကလုံးနဲ့ပိတ်ဆို့လိုက်ပြီးတော့ဘရင်ကြီးရဲ့ပောက်ကွဲအားကိုယေရှုမတ်ကိုရောက်သွားစေခဲ့ပါတယ်ရုံမာတဲ့တရောင်းစားမှာငါကဲ့သို့သောမင်းကြီးကိုနေ့ရက်ရွှေပရင်တွေပေါ့ဟုတ်လားအဲ့လိုမျိုးပြင်းထန်လာတဲ့လေတံနဲ့ပြောဆိုပြီးတော့နရောင်းတစ်ဖက်ကိုဘရင်ကြီးရှိကိုပြစ်ချပေးလိုက်ပါတယ် တိတ်ဆိတ်နေတဲ့နန်းရင်ပြင်မှာတော့နှောင်းကျသွားတဲ့အတန်အားချင်းကိုင်ပုံးတစ်လုံးပောက်ကွဲသွားသလိုတောင်ကျေလောင်သွားခဲ့ပါတယ်။အဖေကရှင်းသွားခဲ့ပါပြီ။လက်ညှိုးညွံ့ရရေဖြစ်တဲ့တက်ဦးဆံမိုင်ဘရင်တပားရဲ့မိဖုရားကတရောင်းစားတယောက်နဲ့ဖောက်ပြန်တယ်ဆိုတော့ပေးစရာအပြစ်ကတစ်ခုပဲရှိတယ်။ပညာရှိတင့်ပြောစကားအမှန်ဖြစ်တယ်။ဒီတော့အပြစ်ရှိတဲ့ဟော်ရီမိန်းမကိုခေါင်းဖြတ်ပြီးတော့တတ်စေ။အချစ်ဆုံးမိဖုရားကောင်ကြီးရဲ့ဖောက်ပြန်မှုကိုကြုံတွေ့ခဲ့ရတဲ့ဘရင်ကြီးရဲ့စိတ်တွေကပူလောင်မှုတွေနဲ့ပြင်းထန်နေပါတယ်။ အဲ့ဒီအကြောင်းအရာတွေကိုခေါင်းထဲကနေထုတ်ပြချင်မှမလဲသူ့ရဲ့အတွေ့အကြုံကိုခဏခဏရောက်လာခဲ့ပါတယ်တွေးလိုက်တဲ့အချိန်တိုင်းမှာလည်းပူလောင်မွန်းကျက်မှုတွေကိုအလူးလဲခံစားရတာသူသားလင်အတိဆုံးပင်ဖြစ်ပါတယ်ငါလိုဘယင်ကိုမှကွာအဲ့လိုမျိုးစကလုံးတွေကလည်းဖွဲမိလို့တငွင်ငွင်နဲ့လောင်ကျွမ်းစေခဲ့ပါတယ်ဒီလိုအခြေအနေကိုသတိထားမိတဲ့ပညာရှိအမတ်ကြီးကဘယင်ကိုချင်းကပ်ပြီးတော့မိမတွေကကမကုံနဲ့ပတ်သက်လို့ရှင်ဒီလိုပဲအလွယ်တကူဖောက်ပြန်တတ်ကြပါတယ်ဖေဟုတ်ပါမလားကွာအရှင်မင်းမယုံဘူးဆိုလို့ရှင်လိုက်ခဲ့ပါ ကျွန်တော်မျိုးတို့နဲ့အောင်မိမတွေရဲ့ဖောက်ပြန်မှုသိအောင်ကွင်းစင်းပြီးတော့လေ့လာကြည့်အောင်ကောင်းပြီလေအဲဒီလိုနဲ့ပဲမင်းကြီးကလည်းစိတ်သက်သာရရစေပြီးတော့မိမတွေရဲ့ဖောက်ပြန်မှုကိုသိစေဖို့ဆိုကမင်းကြီးနဲ့ပညာရှိအမတ်ကြီးတို့ဟာတမန်လူပုံစံနေနဲ့ထွက်တော်မူပြီးတော့နန်းကနေခွာခဲ့ကြပါတယ်ဘလို့ပုံစံနဲ့မိမတို့ကြောင့်သိရမလဲဆိုတာကိုကြူတွေးပြီးတော့ဘယင်ကြီးကရင်းနေခုံလို့ပါပဲနန်းတော်နဲ့ဝေးရကိုရောက်တော့လမ်းကြိုင်မလျှောက်ဘူးတဲ့ဘယင်ကြီးကပင်မနှွမ်းနယ်မှုတန်ကိုစတင်ခန်းစားရပါတော့တယ်အရင်ချင်းတွေကိုတွေ့တော့အမတ်ကြီးကခဏနာကြပါစို့ အဲ့လိုမျိုးဆိုပြီးတော့တစ်ပင်တစ်ခုအောက်မှာနားနေကြပါတယ်သူတို့နားနေစင်မှာပဲအဝေးတနေရာကလူအုပ်ကြီးလာနေတာကိုတွေ့ရပါတယ်ဘာ၄လဲကွာမှန်လားပါမင်္ဂလာဆောင်မှုသူတို့သမီးကိုသူတို့သားအိမ်ကိုပို့ဆောင်မှုခေါ်သွားနေရပါဩော်အရှင်မင်းသားအလိုရှိမယ်ဆိုရင်အဲ့ဒီသူတို့သမီးနဲ့ကာမကိစ္စလှုပ်ရှားလို့ရပါတယ်ဟာမဖြစ်နိုင်တာကွာဘာလို့မဖြစ်နိုင်ရမှာလဲကြည်လဲလို့ပေါ့ကွာငါတို့ကတန်မှန်လူနေသားနဲ့ထွက်လာကြလေကွာတော်ကြသူများသားသမီးစော်ကားလို့အယိုက်ခံနေရပါအောင်မယ်ဘာမှမပူပါနဲ့ ကျွန်ုပ်စီစဉ်လိုက်ပါမယ်အဲလိုပြောဆိုပြီးတော့အမတ်ကြီးကအဝတ်တစ်ခုနဲ့တစ်ပင်အကွယ်မှာတင်းနေကာလိုက်ပါတယ်ဘီရင်ကြီးကိုလည်းအကာရန်တွဲမှာနေခိုင်းလိုက်ပါတယ်မှားစရာရှိတဲ့ဇကားတွေကိုမှားပြီးတော့သူကလဲလန်းချောင်းမှာထွက်ဆောင်နေပါတယ်တဖြည်းဖြည်းလဲတန်းကလည်းနေလာခဲ့ပါပြီလပစွာပြင်ဆင်ထားတဲ့လဲပေါ်မှာတော့ချောမောလာတဲ့သရိုးသမီးတယောက်ကထိုင်နေပါတယ်အခြားလဲတွေပေါ်မှာတော့အချွေရံမိန်းကလေးယောက်ျားလေးများစွာနဲ့စီကားလိုပါပဲလဲတန်းကြီးကိုရောက်တော့အမတ်ကြီးကညှိုးငယ်တဲ့မျက်နှာနဲ့လဲတန်းကိုတားလိုက်ပါတယ်ပြီးတော့အမတ်ကြီးကငိုကြွေးပါတော့တယ် အရင်ပြပြက်ကိုမြင်တော့သရိုးသမီးရဲ့ရောက်ခမတွေကလဲကိုရက်စီပြီးတော့ဘာကြောင့်ငိုနေရလဲမိတ်ဆွေဟာမပြောချင်ပါဘူးဗျာကျွန်ုပ်ရဲ့မိမဟာကိုဝန်လားစီရင်နဲ့သူ့မိဘအိမ်မှာပြန်မွေးမယ်ဆိုပြီးတော့ခရီးထွက်လာတာအခုလန်းခုလက်မှာဘိုက်ကနာလာလို့တင်းနေနဲ့ကာထားရပါတယ်အဲ့ဒါအမျိုးသမီးအဖော်လည်းမရှိတော့ဘယ်လိုလုပ်ရမှန်းလည်းမသိပါဘူးသရိုးသမီးရဲ့ရောက်ခမလောင်းကြီးကအမတ်ကြီးကိုကြည့်ပြီးတော့တနာသွားကဘာမှမပူပါနဲ့ကျွန်ုပ်တို့ကူညီပါမယ်ဒီမှာမိန်းကလေးတွေအများကြီးပါလာပါတယ်ဒီလိုဆိုရင်တော့အဆင်ပြေပါတယ်ဗျာ ကဲမြို့သမီးတယောက်နေနေပေါင်းမိတ်ဆွေရဲ့အမတ်ကြီးကသရိုးသမီးရဲ့ရောက်ခမစကားကိုစုံးအောင်နားမထောင်မနဲ့ကုညီတော်ဝမ်းသာပါတယ်ဗျာတင်တို့ကလည်းမင်္ဂလာဆောင်တဲ့ကိစ္စရင်းနဲ့ဆိုတော့သရိုးသမီးကိုလွတ်ပေးလိုက်ပါလားဗျာဒါဆိုရင်သူလည်းသားသမီးရတနာအတွက်နမိတ်ကောင်းတာပေါ့ဗျာအဲ့လိုမျိုးအမတ်ကြီးကပြောတော့သရိုးသမီးရဲ့ရောက်ခမကအမတ်ကြီးစကားကိုသဘောကျပြီးတော့သရိုးသမီးကိုတင်းနေအတွင်းကိုလွတ်လိုက်ပါတယ်အမတ်ကြီးနဲ့အချံရံတွေကလဲလမ်းမှာစောင့်နေပါတယ်။အသည့်ဆက်ဆက်သရိုသမီးလေးကတော့ဘယင်ကြီးနဲ့နှစ်ပါးသွားဇက်စုံကိုကနေတာများလက်လက်ကိုထားလို့ပါပဲ ဘယင်ကြီးနဲ့ကာမကိစ္စပြီးသွားတဲ့အခါမှာသရိုးသမီးလေးဟာလဲစီကိုပြန်လာခဲ့ပါတယ်။သူမရဲ့မျက်နှာကလည်းနေအောင်ကြောင့်ပြန်သားထားတဲ့မနက်ခင်းတစ်ခုရဲ့မနေ့ကအတိုင်းပါပဲ။အဲဒီချိန်မှာပဲလဲဘော်ကမြို့သမီးတွေဟာဘာလေးမွေးလဲဟဲ့။ယောက်ျားလေးဟာအသားကိုဝင်းနေရပဲရွှေကျနေရပဲ။အဲလိုမျိုးပြောဆိုပြီးတော့လဲဘော်ပြန်တက်ခါသရိုးသားအိမ်ကိုထွက်ခွာသွားပါတယ်။ကြံရစ်ခဲ့တဲ့ဘယင်ကြီးမှာတော့အတွေ့အကြုံအသစ်နူးညံ့မှုအသစ်တွေကြားမှာလောကကြီးမှာမိမတွေဟာဒီလိုပဲလားဆိုပြီးတော့အတွေးခေါ်တဲ့တစ်ခုပပလေးဝင်လာခဲ့ပါတယ်။ အဲ့လိုနဲ့ပဲသူတို့နှစ်ဦးဟာအရက်ဒေတာတစ်ခုပြီးတစ်ခုရောက်ခဲ့ပါတယ်မိမတွေလည်းတယောက်ပြီးတယောက်တွေ့ခဲ့ပါတယ်အရက်ဒေတာတွေသာပြောင်းလဲသွားတယ်ရာသီဥတုတွေသာပြောင်းလဲသွားတယ်မိမတွေသာပြောင်းလဲသွားတယ်မပြောင်းလဲတာကတော့မိမတွေကမ္မကုံနဲ့ပတ်သက်ရင်ဖောက်ပြန်တတ်တဲ့စိတ်ပါပဲနောက်ဒေတာတစ်ခုကိုသွားအောင်လားမင်းတော်ပါရဲ့အမတ်ကြီးရဲ့စမူဒိတ်တစ်ကျွန်းလုံးလဲ့လဲပြီးတော့လဲမိမတွေကအကုန်လုံးဒီတိုင်းပဲဖြစ်နေပါလိမ့်မယ်ဒါလို့ဆိုရင်တော်ပါပြီအဲ့လိုမျိုးပြောဆိုပြီးတော့နန်းတွင်းကိုပြန်လာခဲ့လိုက်ပါတယ်မိမရရဲ့သဘောတရားကိုနားလေသဘောပေါက်သွားတဲ့ဘယင်ကြီးရဲ့စိတ်ရလဲသူ့ရဲ့အဖြစ်ကိုလက်ခံသွားခဲ့ပါတယ် အဲ့ချိန်ကြမှာပဲအရှင်မင်းမိမတွေကဒီလိုမကောင်းမှုကိုအခွင့်ရရင်ပြုကြတယ်ဆိုတာအရှင်မင်းလည်းသိတော့ပါပြီအဲ့ဒါကြောင့်ပဲမိဖုရဲ့ကောင်းကြီးကိန္နရဒေဝီကိုတီးခံပါဗျာ तू ကတည်သွားရင်မဟုတ်ဘူးလားကွယ်မတည်သေးပါဘူးဗျာဘလို့အရှင်မင်းကြီးမိမကိစ္စနဲ့ပတ်သက်ပြီးတော့မှမားတဲ့နဲ့အမောက်ကျူးလွန်မိမှာဆိုလို့ကျွန်တော်မျိုးမတက်သေးပဲနဲ့ဖမ်းထားပါတယ်ဗျာဒါဆိုရင်မလုပ်မလဲတိုင်းပြည်ကနေနှင်ထုတ်လိုက်ပါမယ်ဗျာကောင်းတယ်လို့သာစီမံလိုက်ပါဘရင်ထံကနေအမိန်စကားကြားရတာနဲ့ပဲအမတ်ကြီးကမိဖုရားနဲ့တရောင်းစာကိုတိုင်းပြည်နဲ့နှင်ထုတ်လိုက်ပါတော့တယ် ူတို့ထွက်ခွာသွားမှာပဲအခြားမင်းသမီးတစ်ပါးကိုမေဖုရားမြောက်လိုက်ပါတယ်မေဖုရားအစ်တင်တဲ့နေ့မှာပဲဘရင်ကြီးကမေဖုရားဆောင်အနီကဇမှုတပြေပင်ကြီးကိုလည်းတဘာတဲ့ခုတ်ပစ်လိုက်ပါတယ်နောက်ထပ်နောက်ထပ်ပြဿတ်အစ်တွေထပ်ပေါ်လာမှကြောက်လို့တစ်ပင်ကိုခုတ်တာလာတော့မသိပါဘူးအဲဒီနောက်ပိုင်းမှာတော့ဇမှုတပြေပင်ကြီးကတော့ငုတ်တူလေးသာကြံမာတော့တယ်ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းဂါရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်